တကောင်းတရားကိုနာယူဖို့လွယ်တယ်ဆိုတာဒါအကြောင်းတရားတွေစုံနေလို့ကံကြိုးပေးတွေကောင်းလို့လွယ်တယ်ဆိုတာဟုတ်ကောင်းဟုတ်မယ်ပေါ့ဒါပေမဲ့ရေဘူးရလူအများစုတတ္တဝါအများစုနေနေတိုင်းချိန်ပြီးတော့ကြည့်မယ်ဆိုရင်တကောင်းတရားကိုနာယူဖို့ဆိုတာမလွယ်ပါဘူးအဲ့ဒါဉာဏ်ရှိရင်ရှိသလောက်သိနိုင်နော်တကောင်းတရားနာယူဖို့မလွယ်ဘူးဆိုတာတကောင်းတရားနာယူဖို့မလွယ်ဘူးဆိုတာကိုကိစ္စောဗုဒ္ဓနာမုပ္ပါတော်ဆိုတာလေးကိုနားလည်ရင်ပို့ပြီးတော့ရှင်းသွားနိုင်တယ်ကိစ္စောဗုဒ္ဓနာမုပ္ပါတော်ဆိုတာဘာပြောတာတော့ဗျာ ဖျားပွင့်ဖို့ဆိုတာမလွယ်ဘူးလို့ပြောတာအဲ့ဒီဖျားပွင့်ဖို့မလွယ်ဘူးဆိုရင်သူတော်ကောင်းတရားနာယူဖို့ကပိုးပြီးတော့မလွယ်ဘူးလို့ပြောရအောင်ဆိုဖျားဆိုတာပွင့်မှသူတော်ကောင်းတရားဆိုတာကိုနာယူခွင့်ရနိုင်တာ哦အဲ့တော့ကဘာပေါင်းများစွာကုံလွန်သွားတော်လည်းပဲဖျားပွင့်တဲ့ကဘာဆိုတာတကယ်တမ်းကတွေးရခဲ့တယ်ကြုံရခဲ့တယ်ကိုဦးဇင်းတို့ဒီကဘာမှာတူချလုံးလုံးဖျားဘယ်နှစုပွင့်ငါးစုနော်လေးစုပွင့်သွားပြီအဲ့ဦးဇင်းတို့ကဘာပြက်ပုံ ကဘာကြီးပြန်ပြီးတော့တီဘုံအဲ့ဒါတွေကိုဦးရှင်တို့တရားတပုတ်အနေနဲ့ဟောရရင်အလွန်ကောင်းမယ်။နောက်ဟိုဒီနေ့ကမဆရာကြီးဥပုံချိုရေးပြီးတော့ဒါခဲ့တယ်။ဟိုတီဘုံမှာတခြင်းကတော့လူတွေကအတိများတယ်။ဇာတိအာနာဆိုတဲ့တခြင်းတစ်ပုတ်ရှိတယ်။အဲ့ဒါဦးရှင်ကငငယ်ကတခြင်းရလဲဝါဒနာပါတယ်ဟုတ်လား။အဲ့ဒီဇာတိအာနာဆိုတဲ့တခြင်းကတော့တော်တော်ကိုကောင်းတဲ့တခြင်းပေါ့။နောက်ဝိသုဒ္ဓိမေတ္တကရာကိုကြည့်ပြီးတော့မြတ်စွာဘုရားဟောတာနဲ့အညီနော်လူတွေတံဝေကရဖို့အတွက် तू ကရေးတာ။ နော်ဘယ်အရာမှတည်မြဲတာမဟုတ်ဒီကဘာကြီးတောင်မှနော်ဖြစ်လိုက်ပြန်လိုက်ဆိုတာဖြစ်နေတာကိုကျန်းကန်တဲ့အညီရေးနိုင်တာအလွန်တော်တဲ့ဆရာကြီးပေါ့အချီးကျူးလို့မကုန်တော့သူကစာတတ်ပေတတ်တတ်ယုံနဲ့ဒါကမရဘူးတရားကိုနော်စီးနေဝါနဲ့လူတွေတာယာနိုင်ဖို့ဖြစ်အောင်จิตလက်သိသိတဲ့ဝဝါဒနဲ့ပြီးပြီးပြင်းပြင်းရေးနိုင်ဖို့ဆိုတာကြတော့မလွယ်အဲ့အလွန်ကောင်းတယ်အဲ့ဒီတခြင်းကအဓိပ္ပာယ်နားလည်ဖို့တောင်တော်တော်လေ့လာရမယ်ဒါပေမဲ့ဦးဇင်းတို့ကအဲ့ဒီဝိသုဒိမေကမ္ဘာတီးပုံကမ္ဘာပြက်ပုံ နော်ဒီဟာတွေကိုဦးဇင်းတို့ကြားဖို့နေတာဆိုတော့သူပါရေးထားတယ်ဆိုတာကိုကခန်းစားလို့ရတယ်။နော်ကဘာကြီးပြတ်တော့မယ်ဆိုရင်မပြတ်ခင်အနှစ်တသိန်းလောက်ကစပြီးတော့ပြမပြည်ကပြမတွေကหนีတဲ့အဝတ်ကိုဝတ်ပြီးတော့ယူရှိတဲ့မြေရင်နဲ့စပင်ဖားရချပြီးတော့ကဘာကြီးပြတ်တော့မယ်ကောင်းတာတွေလောက်ကြတိုက်တွန်းနှိုးစော်တယ်လို့ဆိုတာ။ဟုတ်လားအဲ့ဒီကနေပေါ်သူစပြီးတော့ရေးတာ။ဟောဝန်းနေစရာတောင်ကောင်းတယ်။ဘလို့ဝန်းနေစရာကောင်းတော့နေနေစင်းထွက်လာပြီတဲ့နေနေစင်းထွက်လာပြီဆိုလို့ရှိရင်ကဘာကြီးက အဖြစ်တော့ဆိုတော့ဟိုမြေတိတိလေးတွေချောင်းတိတိလေးတွေအရင်ခန်းသွားတယ်။နေ၃ဆင်းထွက်လာပြီဆိုလို့ရှိရင်တော့မြေကြီးကြီးတွေခန်းသွားတယ်။နေ၄ဆင်းထွက်လာပြီဆိုလို့ရှိရင်တော့အိုင်ကြီးတွေခန်းသွားတယ်။နေ၅ဆင်းထွက်လာပြီဆိုလို့ရှိရင်တော့အဲ့ဒါသမုဒ္ဒရာတွေခန်းသွားတယ်။နေ၆ဆင်းထွက်လာပြီဆိုကဘာကြီးကအခုတစ်ချောင်းချောင်းထလာတယ်။နေ၇ဆင်းလည်းထွက်ပြီဆိုတော့ပြာဖြစ်သွားတယ်။ဟိုကဘာပြက်လို့တတ္တဝါသေးတယ်ဆိုတာတော့မရှိဘူး။အောင်းဆိုသူကမြမာရီရဲ့နှိုးဆော်မှုကြောင့်မို့လို့ တတ္တဝါတွေကတံဝေကရပြီးတော့အကျင့်ကောင်းတဲ့ကောင်းအောင်ကြိုးစားကြရင်းနဲ့နေကြတဲ့ဘုံကနေပြီးတော့တဖြည်းဖြည်းနဲ့လူဖြစ်ကိုရောက်လူဖြစ်ကိုရောက်ပြီးတော့ဇန်တရားကိုရောက်အောင်ကြိုးစားပြီးတော့ဟောဗျမပြည်တွေရောက်တော့ကဘာပြက်ပြီးဆိုလို့ရှိရင်ဒီဗျမပြည်ပထမဇန်၃ဘုံအထိသူကပျက်စီးတယ်လို့ဆိုတယ်အဲ့ဒီမှာပြန်ပြီးတော့ကဘာတီးမယ်ဆိုရင်နော်မိုးကြီးဘလို့ရွာတယ်နော်ဘယ်အချိန်ဒီကြောင့်အဲ့ဒီကလည်းအလွန်ကြာတာပဲသူကတီးဦးစင်းတို့နေနေတဲ့အချိန်လောက်ကြာပြန်ပြီးတော့တီးဆောင်နေတဲ့အချိန် ပြက်နေတဲ့အနေထားကြီးကလည်းအကြာကြီးပြန်ပြီးတော့တိဆောက်နေတဲ့အနေထားကလည်းအကြာကြီးနောက်လူတွေပြန်ပြီးတော့ဒီမှာနေကြပြီဆိုတော့လေဒါကအကြာကြီးပေါ့တော့ဦးဇင်းတို့အဲ့လိုကဘာစပြီးတော့တီးလာပြီဆိုတဲ့အချိန်မှာဒီကဘာမှာဖခင်တဆူပွင့်မယ်ဆိုလို့ရှိရင်နော်ကြာဘူးတခုပွင့်တယ်လို့ဆိုကြာနမိတ်သုဒ္ဓဝါဒပြမာတွေကလာပြီးတော့ပိခရာရှင်ပါနဲ့အဲ့ဒီမှာတဆူဆိုလို့ရှိရင်အင်္ဂန်းတစုံပေါ့ပိခရာရှင်ပါတစုံပေါ့နှစ်ဆူဆိုလို့ရှိရင်ကြာဘူးနှစ်ဖူး ဟုတ်လားခုဒီဘာဒကဘာကတော့ဘုရားငါးစုပွင့်မှာမို့လို့နော်ကြာပန်းငါးခိုင်ခုလေးစုပွင့်သွားပြီတဲ့တစုမှမပါဘူးတဲ့ကျွတ်တို့ကြံရစ်တယ်တဲ့တချင်းရေးတဲ့ဆရာနော်နောက်ထပ်တစုပဲကြံတော့တယ်တဲ့ဒါလေးကိုပဲအာကိုအာရာပြုဖို့ရှိတယ်နောက်ပိုင်းတော့သူကအဲ့ဒါဘုတော်သူကသိပ်ပြီးတော့အာမပေဘူးသူ့ရဲ့လေးတန်းကတမက်တဖို့မရလေအခက်ကိုကြာလိုက်မယ်ဆိုတော့အဲ့ဒါနဲ့သူကဆုံးသက်သွားတယ်နောက်နောက်ဖျားမတိုင်ခင်မှာတမက်တဖို့ရအောင်လို့လို့တောင်သူကပြောတာ သိလားအဲ့တော့ပြောရင်လည်းကဘာတုံးဆိုတော့စကားဘလို့ကနေဘလို့ဖောက်ထွက်သွားတယ်မသိဟုတ်ကဲ့သောဗုဒ္ဓနာမုတ်ပါတော့ဘုရားပွင့်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးဆိုတာကိုပြောရင်းနဲ့အဲ့ဒါကိုသွားပြီးတော့အမှတ်ရအဲ့တော့ဘုရားတဆူတဆူပွင့်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်အဲ့တော့ဦးရှင်တို့ပြောရင်တာကဒီကဘာမှာအခုအရိမတိယမြတ်စွာဘုရားပွင့်ပြီလို့ရှိရင်ဒီကဘာပျက်စီးမယ်ပေါ့ပျက်စီးပြီလို့ရှိရင် နောက်တဲ့ဘုရားပွင့်တဲ့ကဘာတော်တော်နဲ့မလာသေးဘူးလေအဲ့ဒါ၃ညကဘာဘယ်လောက်ထိသွားအောင်ဆိုအသင်ချီထိသွားမယ်တဲ့ ဒါကြောင့်မလို့ဦးဇင်းတို့ပေးတဲ့ပေါင်းတော်တို့ဘုရားတဆူတဆူပွင့်ဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘုရားပွင့်တာမလွယ်ဘူးဆိုရင်သူတော်ကောင်းတရားနာယူဖို့ဆိုတာပိုးပြီးတော့မလွယ်ဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားကလူဖြစ်ကိုရဖို့မလွယ်ဘူးလူဖြစ်ပြီဆိုရင်လည်းရှင်သန်ဖို့မလွယ်ဘူးသူတော်ကောင်းတရားကိုနာယူရဖို့ဆိုတာမလွယ်ဘူးဘုရားပွင့်ဖို့ဆိုတာလည်းမလွယ်ဘူးလို့အဲ့ဒီကာထာလေးကိုမြတ်စွာဘုရားဟောတယ်